တကြံကာလအတွင်းနိုင်ငံခြားသားဧည့်သည်အဝင်အထွက် ပြည်တွင်းကနေနိုင်ငံတကာကိုအလဲပက်သွားတဲ့ခီးတဲ့တွေပိုများနေတယ်လို့ခီးသွားအေဂျင်စီတွေကပြောပါရယ်ခင်းနှင်းပြူဆိုသတင်းပေးပို့ထားပါရယ်ရှင်မကြခင်ကြောက်တော့မဲ့တကြံကာလအတွင်းမှာမြန်မာနိုင်ငံကိုနိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုထက်ပြည်တွင်းခီးသွားတွေကပဲနိုင်ငံတကာကိုခီးသွားမှုပိုမြင့်တက်လာတယ်လို့ပြောပါရယ်တကြံ Water Festival ရက်ဒီမှာဈေးနှုန်းကပိုမြင့်နေတာမြင့်နေတဲ့အတွက်ကြောင့်မလို့ဧည့်သည်တွေကရက်ရှောင်မိလာကြတာမျိုးတောင်ရှိပါတယ်ဟို ကျမတို့ဒီကမ်းခြေတွေမြန်မာနိုင်ငံဟိုတယ်တွေမှာအခုတကြံရက်မှာပြည်နေတဲ့ဧည့်သည်တွေကလည်းဆန်းစစ်လိုက်ရင်ကျမတို့ပြည်တွင်းခီးသွားတွေပါပြည်တွင်းခီးသွားရဲ့ပမာဏတွေတိုးတက်လာတာလည်းဒါဝမ်းသာအားရတွေ့ရပါတယ်ဒီနှစ်မှာတော့ပြည်တွင်းခီးသွားတွေအနည်းနဲ့အရင်လိုဘန်ကောက်လောက်မဟုတ်ပဲအင်ဒိုဗီယက်နမ်နဲ့ဂျပန်နိုင်ငံတွေအထိပါသွားရောက်လာကြပါတယ်တချို့ခီးစုတွေကတော့တကြံရက်အတွင်းမှာလေရင်လက်မမရလို့ခီးစဉ်ပေးလိုက်ရတဲ့အထိဖြစ်နေပါတယ်တကြံတွေကတော့ပုံမှန်ကတော့ဟိုလူကြီးတွေသွားတာများတဲ့ဟိုဒါပေမဲ့ဒီနှစ်မှာတော့အဲမလေးလေး ချိန်တွေကလည်းဒီနည်းနည်းငြိမ်နေတဲ့အချိန်တွေကြတော့ဘန်ကောက်တော်ရောပေါ့နော်နေပတ်တော်လူတွေလည်းအရင်သွားပါတယ်ဟုတ်တကြံကာလအတွင်းမှာမြန်မာနိုင်ငံရဲ့လေယာဉ်စီးကားစီးဟိုတယ်စီးအားလုံးကနှစ်ဆနီးပါးမြင့်တက်နေရကြောင်းနိုင်ငံသားခီးတယ်တွေအနေနဲ့ကတော့မြန်မာနိုင်ငံကိုတကြံမတိုင်မီနဲ့တကြံအပြီးမှလာရောက်မှုတွေများနေတာပါပြင်းရင်ခီးသွားတွေကတော့တကြံကာလအလဲရဲ့အတွင်မှာမနှင်ခတ်တဲ့ခီးထွက်တာနှစ်ဆနီးပါးမြင့်တက်လာတယ်လို့ခီးသွား agency တွေကပြောပါတယ်ကျွန်မခင်းဖြူဆိုပါ